ီနေ့ဆက်လက်တင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့ကုလဆူဝီရေးသားတဲ့ရွေးကောက်ပွဲရဲ့အခိဟီလီဆိုတဲ့ဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါတယ်။အကျံပဲစစ်ကုပ်ဆွေရဲ့ရွေးကောက်ပွဲဟာ6ပတ်လောက်သာ လူတော့တဲ့အချိန်မှာမိသူကများလည်းအာတက်တယော မကျူစုကြတဲ့အပြင်ကုလသမဂ္ဂကပဲယုံကြည်နိုင်မှုအကြောင်းမရှိလို့ပြောဆိုလာနေပါတယ်။ ဤဒီကိုတံပြန်တဲ့အနေနဲ့မြန်မာနိုင်ငံသားများအသိအမှတ်ပြုလျင်ရပြီလို့ဂျစ်ကန်ကန်နဲ့ဇော်မင်းလုံးကပြောဆိုလာခဲ့ပါတယ်။မကြာမီကကောက်ယူခဲ့တဲ့စစ်တမ်းမှာ68ရာခိုင်နှုန်းဟာရွေးကောက်ပွဲဆိုသည်ကိုအယုံအကြည်မရှိကြ။လက်ရှိအချက်တဲဟာလည်းပြည်လဲသွားဖို့မရှိလို့သဘောထားမှတ်ချက်ပေးခဲ့ကြပါတယ်။66ရာခိုင်နှုန်းကမဲသွားထက်မှမဟုတ် 69ရာဂိုင်းနှုန်းကဆက်အာနာတိမ့်မှုကိုစန့်ကျင်တယ်လို့ဆိုပါတယ်။မိဒီတိုင်းသားအုပ်စုကများရွေးကောက်ပွဲကိုအတိအမှတ်ပြုပူးပေါင်းဆောင်ရွက်ပါမယ်လို့တရားဝင်ကြေညာချက်ထုတ်ပြန်လာကြခြင်းလည်းမရှိ။သို့သောဆွေအုပ်စုအတွက်ရွေးကောက်ပွဲတွင်၎င်းတို့ပါတီအနိုင်ရအောင်မိမြပင်တေချာသည်ထက်တေချာအောင်စီစဉ်ထားသောညာလေအခီလီဟီရဲ့ အန္တရာယ်ပေးလာနိုင်တဲ့အားနည်းချက်ကြီးရှိနေတယ်ဆိုတာကိုစိုးရင်ကြုံးကြလာကြပါလေအဆိုပါအခိလိဟာခင်ကြီးဘူးလက်လဆွေတို့ဥဆောင်နေတဲ့ကျက်ဖို့ပါတီအားလူလူတရက်လုံးက၎င်းတို့ယခုလိုစင်းရဒုက္ခအဝဝနဲ့ဒုက္ခအဖုံဖုံရောက်အောင်လူပေါင်း6000ခန့်အသက်ဆုံးရှုံးခဲ့ရပြီးလူပေါင်း2000ကျော်ဖမ်းခံရ မြို့ရွာများပျက်စီးခဲ့ရဘုံကျဲခံနေရ၍တိုင်းပြည်ပျက်စီးလူမတက် ဖြစ်လာရခြင်းအတွက်ရွံ့ရှာမုန်တီးနေကြခြင်းပင်ဖြစ်ပါသည်ထို့ပြင်ဥဆောင်နေသူများအားလည်းလူစုလူမိုက်များ လူတယံများလူယုံမာများလို့သဘောထားကြပါသည် လက်ရှိ electronic မဲပေးစနစ်ဟာပယ်မဲလုပ်ယူမရတော့ဘဲတယောက်ယောက်ကိုမဖြစ်မနေမဲပေးထည့်ရတော့မှာဖြစ်ပါလေလူလူကြီးကစိယုတ်စုအားဒဏ်ခတ်ခြင်းလို့အခြားပါတီများကိုထည့်သွားမည်ဆိုက2020ရွေးကောက်ပွဲကဲ့သို့26ရာနှုန်းပင်မရဘဲအရှက်တကွဲဖြစ်ရပြီးတော့မှာပါထိုခါကြမှ1990ကလူချီဦးအစ်စ်ရေးဆွဲရန်လုပ်ရမရတော့ လက်ရှိတွင်တော့ကြံ့ဖို့အမှတ်30ဟာပြိုင်ဘက်မရှိဘဲအရွေးခံရဖို့ရှိနေပါလေ။မဲပေးတဲ့အခန်းငယ်၄ထဲမှာမိသူကမိသည့်ပါတီကိုမဲထဲ့တယ်လို့လည်းသိပွင့်မရပြည်သူများကမဖြစ်မနေထဲ့ကြဇရန်ဖြစ်လာလျင်ထို့တို့သာလက်စားချီမီမှလည်းဖြစ်ပါလေ။တတခိုင်ရလဲဇူလိုင်လမှာတီစဲဥပရိစုက အပိုက်ထတ်တိုးပြီးကိုစလဲလောင်းအဖြစ်မှပယ်ဖြက်လိုက်တယ်ဆိုတာကိုကြည့်မိစုက မိတို့သောကိစ္စမျိုးကိုမျှမဖြစ်လောက်လို့ပော့ပော့ဆဆမနေရကြသည်ကိုအထင်ရှားတွေ့နေရပါတယ်။အကျံပဲစေအနာတိန်ကဇမှာအကျံပေးဖြစ်ပါဝင်လာတဲ့ခင်မောင်ဆွေရဲ့ NDF ပါတီကိုပင်စံချိန်စံနှုန်းမပြည့်မီလို့ဆိုကပယ်ဖြတ်ပစ်ခဲ့ကြပါတယ်။ကိုကိုကြီးကိုတော့ဖောက်ပြန်ရေးသမားဆိုကလူလူကအယုံကြည်မရှိကြမှန်းသိလို့လွတ်ပေးထားခြင်းသာဖြစ်မယ်လို့ယူဆပါတယ်။ ၎င်းအားထောင်ထဲတွင်နှစ်ရှည်လာများအချင်းကုန်ခဲ့ရသည်သာဖတ်တင်ခဲ့လို့ထိုက်ထိုက်တန်တန်ဖြစ်အောင်ရသည်မြပြန်ယူခြင်းနေသူ ဖြစ်ပြီးတော့ထို့အတွက်လည်း၎င်းထောင်ကျခံအတိုက်ခိုက်ခံ လုခဲ့တဲ့ဘူတန်ရွှေအဖွဲ့ထက် အပြန်တရာ မကစိုးဝါလာတဲ့မင်းအောင်လိုင်းနဲ့လက်တွဲ၍ရနေသည်ကပင်အံ့ဩစရာဖြစ်ခဲ့ရပါတယ်။အွေခံရသောညာလဲအချမ်းဖတ်စေအုပ်စုရဲ့တစ္ဆာကံဖြစ် နွားချီတာတာဘဝနဲ့နေသွားကြရမယ်လူများသာဖြစ်ပါတယ်ဆေးဥစုက KK ပတ်မှာရှိတဲ့ကြားဖြန့်ဂိုင်းများအခြေပြုထားတဲ့အဆောက်အအုံဒီပါဖြက်စီးပြစ်နိုင်ခဲ့ပြီလို့ကြေညာချက်ထုတ်ပြန်လာခဲ့တဲ့နိုဝင်ဘာ9ရက်နေ့မှာပဲဂျူရူးမှာရိုက်ကူးထားတဲ့ဓာတ်ပုံများကို AFP သတင်းဌာနက ကမ္ဘာသတင်းမီဒီယာများကိုထုတ်ပြန်ခဲ့ရမှာလေးပုံတစ်ပုံကသာပျက်စီးသွားခဲ့တာကိုတွေ့မြင်ကြရပါတယ်။ထို့အတွက်ဆေးအုပ်စုမှကြားဖြန့်ဂိုင်းများကို ဖြူလဲခဲ့ပြီးစူသောအပျောဟာလိညာနေခြင်းသာ ဖြစ်ဒီကလည်းဘူးပေါ်တလူပေါ်သွားခဲ့ပြန်ပါတယ်။အကြံပဲဆေးအုပ်စုက၎င်းတို့စေရန်နေရာကြီးအတွက်အဆိုပါဂိုင်းများမှပေးစာကန်းစာများကိုမိခိုးနေရစေဖြစ်ပါတယ်။ဤပညာများ တိုးတက်နေတဲ့ခကြီးထဲမှာ တင်းပုတ်ကြီးတကိုင်းကိုင်းနဲ့ရန်ရှာလျင်ထုမီရိုက်မီဆိုတဲ့ဂူအောင်လူသားအဆင့်အတွေးခေါ်မျိုးနဲ့လိန်လို့ကောင်းနေစေပင် ဖြစ်ပါလေထို့သောလူမျိုးများကလှုပ်တဲ့ရွေးကောက်ပွဲဆိုဒီကလည်းအခွင့်အရေးသမားများနဲ့စိတ်ပော့တော့နေသူများသာယုံကြည်ကြပေးမှာပါ အာနာသိန်းဖွဲ့ဟာဆိုးရခေါင်းတည့်ဖြစ်လာအောင်အာယုံဆိုင်လှုပ်ဆောင်နေကြသူများမဟုတ်ဘဲ ၎င်းတို့ဟာစန့်ကျင်နေကြသူများကိုလိုက်လံတတ်ဖြတ်အကြမ်းဖက်တဲ့ဤနဲ့သာစခန်းသွားကြမဲ့သူများဖြစ်နေသည်ကပင်ပြည်သူများအတွက်အန်ရယ်ကြီးကဆက်လက်ရှိနေအောင်မိသာဖြစ်ပါလေပြည်သူတို့ရဲ့တရားသောစစ်မုတ်ချအောင်ရမယ်